ကြည့်လေဟိုပြီးခိုင်ဖြူးနဲ့စစ်တက်လဲဆိုတော့စစ်တော့စစ်တက်စစ်တက်ကြည့်ဘူးလားစစ်တက်တက်တောင်းတက်ရွှေမြည်ဘူးလားမြည်ဘူးစစ်တက်ကတက်တောင်းတက်ရွှေလို့ရှိရင်ရက်ဝင်နေပေါ့နော်ရက်ဝင်နေတော့ဆိုတော့နိုင်ငံရေးမှလည်းစစ်တက်ရဲ့လက်ကပ်ပုံစံကပြီးခိုင်ဖြူးဟာဟိုဘယ်လိုကောင်းဆိုတော့အင်းချုပ်ပြီးဆေးရင်ချုပ်ပြီးထုတ်ပြလိုက်တာပဲရေးချုံလို့ကာကျုပ်ကတန်ချောင်းတီးပြီးဆိုတာလေအကုန်လုံးကငါတို့ဒီစစ်တပ်များဖြစ်သွားတယ်ဒါပဲမင်းတို့နေအပဲသေးတော့ကြောက်တယ်ဟမ်မင်းအဲ့ဒီမင်းအောင်လည်းစပြီးတော့လက်ရှိစစ်ဖို့ကြောက်ကုန်လို့မင်းတို့ဘောင်းမေတဲ့မွေးနဲ့ပစောတဲ့မွေးနဲ့ခမိုင်ရင်စကတ်တွေစတော့ကင်းနေတာဟုတ်ကြ နော်အကောင့်ကလာမင်းအောင်နိုင်စက်ဖက်ကိုတော်တော်ကြီးစင်ပေးတယ်အဲ့ဒါမှလိုက်မှာအားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့မင်းအောင်နိုင်စစ်တပ်ရဲ့သူရဲဘော်ကြောင့်မှုကိုခြားပြလိုက်တဲ့ကိုမောင်မောင်ကိုစီရုပ်တံကိုတင်ဆက်ပေးလိုက်ပြီးမှ အဆုံးထိနားဆင်ဝေဖန်တုံးသက်ပေးသွားခဲ့ကြပါဦးခင်ဗျာခစ်သမိုင်းကိုဒုံဆိုင်မီဒီယာစကားဝေဖန်လေးအရေးယူမည်စစ်ကောင်မရှင်ရွေးကောက်ပွဲအားဝါရဖြန်ပေးသည့်ခစ်သမိုင်းကိုဒုံဆိုင်မီဒီယာဇလန်းတို့ကိုဝေဖန်ပြောဆိုသူများကိုထိတိယောက်ယောက်အရေးယူသွားမည်ဖြစ်ကြောင်းစစ်တပ်ပြောရေးဆိုခွင့်ရှိသူကိုကျုံစုံမင်းထွန်းကဒီမန်နေ့တွင်ချင်းချောက်ပြောဆိုပြီးဒီမြန်မာခေတ်တမိုင်းကိုဒုံဆိုင်မြေကြီးများအသိပညာပေးစကားကိုပါဝင်ရိုက်ကူးပေးကြတဲ့အမှုပညာရှင်များပေါ့ ကြည့်လေဟိုပြီးခိုင်ဖြိုးနေစစ်တက်တယ်ထားပါစစ်တက်စစ်တက်တိုက်တယ်မြင်လားစစ်တက်တက်တောင်းတက်ရှိမြင်လားမြင်ဘူးဘောစစ်တက်ကတက်တောင်းတက်ရှိနေစီရဲဝင်နေသွားတယ်ရဲဝင်နေသွားအေးအေးရဲတက်တောင်းတက်ရှိတွေ့ဘူးလားအေးရတယ်ဒီလိုပဲတိုက်ပွဲတော့တိုင်နေစီရက်ဝင်နေတယ်ဒီလိုဆိုကြွာသားတယ်ဝင်ပြီးတော့မလန်းတဲ့ကောင်ရောက်တယ်ထွက်တူပဲပေါ့ဗျာနိုင်ငံရေးမှာလည်းစက်တန်ရလောက်တဲ့ပုံစံကဒီခိုင်ကျိုးဟာဟိုဘယ်လိုခေါ်မလဲဆိုတော့အိမ်ချပြီးအစိမ်းချပြီးပြေးလိုက်တာရေးကြောင်လို့ကာကျုပ်က တန်ချောင်းတီးပြီဆိုတော့လည်းအကုန်လုံးကငါတို့ဒီစစ်သားများဖြစ်သွားတယ်ဒါပဲအမှန်ပဲတော့အခုတူထောက်ပြထားတဲ့ကိစ္စကဒါအမှန်ပဲဟုတ်တယ်မလားလက်ရှိတီးခိုင်မျိုးမှာညွန့်နဲ့အစင်ကစပြီးတော့ဘဟုခင်ရင်ထိဥက္ကရခင်ရင်ထိစစ်တပ်ကလူတွေပါပဲတာမန်အရတားပြည်သူဘယ်နှယောက်ပါလဲအဲ့တော့ဒီနေရာမှာကျွန်တော်အရတားပြည်သူဆိုရဲဟာကျောင်းဆရာဆရာမလည်းဒါအရတားလို့ပြောလို့ရတယ်နော်စစ်တပ်မဟုတ်တဲ့လူပေါ့နော်တိတိကျကျပြောမယ်ဆိုရင်တော့အရတားဆိုရင်ဒါဝန်ထမ်းမဟုတ်ဘူးပြောရမယ်နော်ဒါပေမဲ့ခင်ဗျားပြောသလိုပညာရေးဝန်ထမ်း ပညာရေးအတိုင်းဝိုင်းကဘယ်နှယောက်ပါလဲစီးပွားရေးအတိုင်းဝိုင်းကဘယ်နှယောက်ပါလဲအင်ဂျင်နီယာအတိုင်းဝိုင်းကဘယ်နှယောက်ပါလဲဒီစတဲ့ဖြစ်နိုင်ငံထဲမှာရှိတဲ့အချားဝင်တဲ့အတိုင်းဝိုင်းတွေကဘယ်နှယောက်ပါလဲဒီစစ်တပ်ထဲကဒူတွေဦးပဲစုပွဲပြီးတော့ပါတီဖွဲ့ထားတာမဟုတ်ဘူးလားအဲ့တော့လက်ရှိပြည်ခိုင်ပြောဆိုတာစစ်တပ်ကိုကိုးစားပြုတာဖြစ်တဲ့အတွက်စစ်တပ်ခေါင်းဆောင်ရဲ့အကြိုက်ကိုတွန်းဆန်လို့လုံးဝမရတဲ့ပါတီဆိုတာညင်းလို့မရဘူးနော်ဒါရှင်းနေတယ်ကိုမောင်နှောက်ဘဝရှင်းနေနော်နှောက်ဟာပြီနိုင်ငံချုပ်နိုင်ငံကြီးကစစ်ပြီကစစ်နေမှန်းလား ့ PDF ကလည်းခင်ဗျားတို့တိုင်ပါကြနော်။နေရာတစ်ခုတိုင်နေဆိုရင်ရုံးလုံးရသားတွေလွတ်လာရခိုင်တွေဆိုလွတ်လိုက်တာရခိုင်လည်းဒီလိုပဲ။ခင်ဗျားတို့ဒီဟာတိုင်းနဲ့စစ်တပ်ကပြတ်သွားတယ်နိုင်ငံရေးမှာလည်းခုအိမ်ချူပြီးဘောင်းမချူပြီးလွတ်လိုက်တာဘာမှမဟုတ်ဘူး။အတိခိုင်ချိုးထဲမှာကတော့ရေးရေးကြုံကာချုပ်ကတက်စာလေးချက်ထားဆိုအကုန်ထားဆိုပါဒီခဏညကတော့ထားဆိုအဲ့တော့အဲ့တော့ခင်ဗျားတို့ဒီ2008နဲ့လောက်တဲ့ဒီရွေးကောက်ပွဲကိုအဲဒီပေါ့နော်ဆက်ကျင်ပြီးဆက်ကျင်ကြရတယ်ပုံကန်ကြရတယ်ဆိုတာလည်းဒါတိတိကျကျမရတော့ဘူးခင်ဗျားတို့ကလည်းလွန်လွန်လပ်လပ်မှမပြပါဘူးဗျာဟိုတိုက်ခိုက်လေးရှိတာအောင်မှာပဲ ဟိုလူကိုပယ်ထုတ်ဒီလူပါတီကိုဖြတ်ထုတ်အဲ့တော့ကျွန်တော်စစ်တပ်ကိုယ်တိုင်ကနိုင်ငံရေးကောင်းစေခြင်းနဲ့အရေးအကြောင်းပြောတယ်ပါတီစိုးတွေရေးတော့ပြောရတာအဲ့ဒါမြဲအဲ့ဒါမြဲဒီကရအရေးအကြောင်းတွားနေတဲ့ပုံစံတွေသူ့လူကြင်ကြံပုံတွေဟုတ်လားပြောဆိုပုံတွေကတော့စစ်တပ်နိုင်ငံရေးတဲ့ထွက်ချင်တဲ့လမ်းကြောင်းကိုပြလာမှာမဟုတ်ပဲလေရှင်းပါတယ်စစ်တပ်ကတိုင်းပြည်ကိုကောင်းစေခြင်းနဲ့စိတ်လုံးဝမရှိပါဘူးဒီတိုင်းပြည်ရဲ့အာဏာကိုစစ်တပ်ကဘယ်လောက်ထိထောက်ခံထားလို့ရမလဲ တရားရာခိုင်နှုန်းမဟုတ်တရား30ရာခိုင်နှုန်းရတယ်တရား30ရာခိုင်နှုန်းထုတ်နိုင်မလို့လို့နော်အဲ့တော့ဒါမဲ့မြန်ကြောင်းလိန်ပြီးတော့ပါတီစုံဒီမိုကရေစီစနစ်ပါပေါ်တယ်အလောက်ရက်ကအာဏာကိုအမိဒီယာချုပ်ခိုင်းလောကလက်မလို့ဘူးနော်ဒါအန်အန်ဒီအစိုးရ9နှစ်ဆိုတာအန်အန်ဒီအစိုးရတက်လာတဲ့အချိန်မှာအန်ဒီအစိုးရကိုအာဏာလွှဲပြောင်းပေးရတော့အချိန်မှာဝင်ကြီးဌာနတွေမှာရှိတဲ့ budget ကိုအကုန်ကုန်အောင်တုံးပြစ်တယ်ကြောက်ခိုင်းအစိုးရကနော်တက်ဖို့အစိုးရကဝင်ကြီးဌာနတိုင်းမှာရှိတဲ့ budget ကိုအကုန်ကုန်အောင်တုံးပြစ်ပြီးတဲ့အပြင်မပြီးသေးဘူးဘလောက်ရောက်မှလဲအောင်မေးတယ်တစ်နှစ်ခွဲအထိ တိုင်းပြည်ရဲ့ budget ကိုထုတ်ယူတုံးဆွဲခွင့်မရှိအောင်စီစဉ်ဖြစ်ခဲ့သူတို့ရဲ့အစီအစဉ်ကတော့အန္တရာယ်အစိုးရတက်လာတာနဲ့ budget ပြတ်ပြီးတော့အစိုးရပြိုလဲရိုင်လဲတော့အောင်တခါတည်းစီစဉ်ထားတာအဲ့ဒီအချိန်မှာအန္တရာယ်ကတက်လာတဲ့အချိန်မှာခရိုနီတွေနဲ့အကူအညီတောင်းပြီးတော့ဒီ budget ကိစ္စကိုရအောင်ဖြေရှင်းဒီတစ်နှစ်ခွဲအတွင်းမှာ budget တုံးဆွဲလို့မရတဲ့ကာလမှာရအောင်လို့တိုင်းပြည်ကိုဖြေရှင်းဖြေရှင်းပြီးတော့ budget တုံးဆွဲလို့ရတာနဲ့ရှိတဲ့စီမံကိန်းပေါင်းများစွာကိုအားသောက်ခွန်ဆိုင်လှုပ်ချပစ်တာ အဲ့တော့အန္တန်ဒီအစိုးရဟာတောင်ဝင်ခံအစိုးရအဆင့်ပဲရှိတာတော့မှအဲ့လောက်ထိလုပ်နိုင်အန္တန်ဒီတော်လို့မဟုတ်ဘူးလားဒီအန္တန်ဒီမြန်မာအခြားပါတီတခုပြည်သူလိုလာတဲ့ပါတီတခုဆိုလည်းအဲ့တိုင်းဖြစ်ပါမယ်။နောက်ဒီထက်ရောက်လာတာအများကြီးရှိတဲ့နော်တကားအစင်းပေါင်းထောင်နဲ့ရှိဆောက်ထားတဲ့စာရွက်ပေါ်မှာအန္တန်ဒီအစိုးရလွှဲလာတဲ့အချိန်မှာသူတို့ဆောက်ထားပါလေဆိုတဲ့တကားအစင်းပေါင်းထောင်နဲ့ရှိစာရွက်ထဲမှာရှိတယ်။အပြင်မှာတွားစစ်တော့အဲ့တကားဒီစင်းမှမရှိဘူး။နိုင်ငံပိုင်နဲ့တကယ့်အကောင်းဆုံးကားတွေကိုယ်တော်နဲ့အပြည့်အစင်းတရာကျော်တခုမှလွှဲမအပ်တော့ဘူးအဲ့ဒါကြီးအကုန်လုံးပြထားပေးခဲ့တယ် တံဖို့အစိုးရတက်လာတဲ့အချိန်မှာအဲ့လောက်ထိရုံမလာဒါကိုယ်တွေတိတဲ့အဆင်ပဲရှိတယ်ကိုယ်တွေမတိနဲ့ဒီအစိုးရဌာနအပြင်ရုံမှမှုတွေဘယ်လောက်လောက်ခဲ့တယ်ဆိုတာဒါအန္တရာယ်အစိုးရခေါင်းဆောင်တွေမတိတယ်เนาะအဲ့လောက်ထိရုံမှခဲ့တဲ့ကောင်းတယ်ဒါကောင်မှအာနာကိုထပ်သိမ်းနေတယ်ဆိုဒီကောင်တွေရဲ့လောဘဟာအတော်မတတ်နိုင်အောင်များပြားနေတာဖြစ်တဲ့အတွက်တိုင်းပြည်ကိုမလုပ်တင်တဲ့အလုပ်ကိုလုပ်လို့အခုတိုင်းပြည်ကပြစ်စည်းနေရတာပဲเนาะအဲ့တော့ကိုမမောင်တို့လိုမျိုးစစ်တပ်ထောက်မာဂန်ထောက်ခံတဲ့လူတွေကဆက်ထွက်ပြောလာတယ်ဆိုတာကဒါတွေဟာတိုင်းပြည်ပေါ် ယုံမှန်တဲ့ယုံမှန်နေလို့မဖြစ်တဲ့နာတွေလုံနေလို့ထွက်ပြောနေတာဒီလူတွေကဒီလူတွေကဒီနေ့ကျင်းကြီးတော်နိုင်မဲ့ဘူးပေါ့တော့မဟုတ်ဘူးတော်နိုင်ရောသူအားပေးနေတာမဟုတ်ဘူးသူတို့ကဒီစစ်တပ်ကိုပဲထောက်ခံတယ်စစ်တပ်ကိုပဲအားပေးတယ်ဒါပေမဲ့လက်ရှိစစ်ကောင်းဆောင်တွေလုံရတာတိုင်းပြည်ဖြစ်နေတယ်ဆိုတော့ဒီလူတွေကအမုန်းခံပြီးထောက်ပြနေတယ်ဒီချက်ရှင်းတာမရှိတော့ဘူးစစ်တပ်ရာတပ်เนาะနိုင်ငံရေးမှာနေရာကြီးပြနေမှာတော့ဥပဒေကြောင့်ရလဲခင်ဗျားတို့ပြည့်နားကြောင်မပြနိုင်ဟုတ်တယ်လက်ကိုကြိုက်ပုံတွေမှာလဲနည်းနည်းလေးဝေတံမိအောင်မှချိန်တဲ့ထဲဟာဟာလေးပြေးတယ်မှချိန်တဲ့ထဲ ်တော့စဉ်းစားကြည့်အမှန်ပဲနောက်အခု data might ဒီရဲ့အုံတိုင်းရဲ့ကြုံဝင်ထုတ်ခဲ့၃ရောက်ကိုတဲ့ရွက်တော့ပဲဥရင်းနဲ့အမှုဆွဲတယ်ဆိုတော့အုံတိုင်းကပြောထားတာလေတူနဲ့ကိုကောင်မလို့လေခင်လိုက်တဲ့ရိုက်နေတဲ့ကောင်နဲ့နှစ်ယောက်ကွဲသွားတဲ့အချိန်မှာသူ့ကိုလူတွေဝိုင်းဆဲလို့အခုမင်းတို့တွေ့ပြီမလားနော်အခုတော့မင်းတို့တွေ့ပြီမလားငါ့ကိုဆဲထားတာဆိုပြီးစကားလေးပဲပြောတာမဟုတ်အခုလက်ရှိမင်းအောင်နိုင်တော့ကျွန်တော်ဒီအသားကြောက်တာဒီကောင်ကျော်လက်ကြီးနေနော်သူတို့ကအတုရောက်ရွေးကောက်ပွဲကိုအတုကိုအတုလို့ပြောထိုင်အောင်ကြောက်တယ် ။နော်အခုအဲ့တောင်ရောက်ကိုဖမ်းပြီးတဲ့ပြင်ဒိုက်တာမတ်တီးကိုအိုးနေပြီ။ဘာမှလုပ်လို့ရတဲ့ရွယ်မဟုတ်တော့။နော်သူတို့ရောကလည်းတူ။ဒါတော့မှဒီကောင်တွေမတက်မညာရုပ်မှာ။နောက်အခုဒီနေ့တယောက်ထပ်ဖမ်းတယ်တဲ့။ဟိုဟာဒိုက်တာတယောက်ကို။ဖမ်းတယ်။အဲ့ဒီသူတို့ကိုပြောထားတဲ့ဗီဒီယိုအောက်မှာအသေးသွားပေးလို့ဆိုတော့။မင်းတို့တွေအသေးသေးတော့ကြောက်တယ်ပေါ့။ဟမ်မင်းအဲ့မင်းအောင်နေရစပြီးတော့လက်ရှိစစ်ဖို့ကြောက်အောင်လို့မင်းတို့ဘောင်းမင်းနဲ့မဝင်နဲ့ပစောနဲ့မဝင်နဲ့ခမေရင်စကတ်နဲ့စတော့ကင်းနေတာဝိကြ။နော်အကောင်ကလာမေးရလိုက်စောက်ဖောက်ကိုစတော်ကင်းဆင်ပေးတယ်အဲ့ဒါမှလိုက်မှာတူနဲ့လိုက်မှာအဲ့ဒါလေဘာလို့လောက်ရက်ကအဲ့ဒီလောက်ရက်လုံနေကြတာဟုတ်ချင်းချင်းလေးပဲနော်သူတို့ကတော့သူတို့ လုံးမဲ့တော့ကိုပြက်တဲ့သားသားမျိုးဒါကြောင့်မလို့ကျွန်တော်တော်လိုင်းဘက်ကအင်အားစုတွေအနေနဲ့သူတို့တဆမိုက်မိုက်ရရင်ကိုကစေစားတော့မိုက်ရရင်ပြင်မတန်တဲ့ကောင်အဲ့ဒီကောင်လည်းသားကြောက်တယ်နော်ဟန်စစ်မှုချုပ်တွေကလေသူများကိုလားဖမ်းမယ်စီးမယ်ထောင်ချမယ်ရိုက်မယ်တတ်မယ်ဖြတ်မယ်လုပ်ရတာသူတို့ကိုလက်ကြည့်အောင်မလေးအပိကြောက်တာနာသူတို့အသားတော့နားတတ်တာမရှိဘူးသူတို့မိသားစုတော့တန်မှုကြီးတာမရှိဘူးသူတို့အတိုင်းဝိုင်းတော့တန်မှုကြီးတာမရှိဘူးမယုံရင်လက်ကြည့်ဒါကြောင့်မလို့ကျွန်တော်တို့ဘက်ကနေပြက်သားတဲ့တုံ့ပြန်မှုတွေနဲ့ဒီကောင်တွေကိုစော်ရမယ်အချိန်ရောက်နေပြီအဲ့တော့မဟုတ်လို့ရှိရင်ဒီကောင်တွေကဒီတက်ဆက်လို့မှာတော့ ။ဒါရှိချင်းလေးပဲတို့တော့မမြုံကြည့်လိုက်။ဝင်ပန်ပိုးပေးကြသူများကိုကျေးဇူးတင်ကြောင်းပြောလိုပါတယ်။အကျန်းဖတ်နေတဲ့သူတွေမဲလိမ်မဲခိုးတဲ့သူတွေအတွက်ကတော့အမှန်ကိုအမှန်တိုင်းထုတ်ဖော်ပြသခဲ့တာဖြစ်တဲ့အတွက်အနာဘောတုတ်ကြတယ်လို့တော့ဖြစ်ကောင်းဖြစ်မှာပေါ့။ဒါကြောင့်ချင်းချောက်ပြောဆိုမှုတွေရှိလာတာဖြစ်ပါတယ်ဟုပြောသည်။ ကနဦးအနေဖြင့်စစ်အုပ်စုဦးဆောင်ပြုလုပ်မည်ရွေးကောက်ပွဲအတွက်ဝါရဖြန့်စကားအားဝေဖန်ခဲ့သောဒရိုက်တာမိုက်တီတယုတ်ဆောင်ကျော်ဝင်းထွန်းနှင့်ဟာတာတယုတ်ဆောင်အုံနိုင်တို့ကိုရွေးကောက်ပွဲကာကွယ်ပေးရေးဥပဒေဖြင့်ဖမ်းဆီးလိုက်ကြောင်းစစ်ကော်မရှင်ကယမန်နေ့ညပိုင်း၌တရင်ထုတ်ပြန်သည်အဆိုပါဇလန်းတို့ကိုရွေးကောက်ပွဲပညာပေးဇလန်းဟုဆိုကာအောက်တိုဘာ25ရက်တွင်စစ်တပ်ကထုတ်လွှင့်ပြသခဲ့ပြီးတရုတ်ဆောင်နေတိုးမြင့်မြတ်အေးချမ်းမောင်နေဝင်းချူလေးမေမြင့်မှုစသည့်မင်းသားမင်းသမီးများအပြင် အောင်ခိုင်ထပ်ပြောကျော်စတူလို့လည်းပါဝင်တရုတ်ဆောင်ထားသည်ဇလန်းတို့ထဲတွင်စစ်တပ်အာဏာသိမ်းသည့်မှစ၍ယခုရွေးကောက်ပွဲကျင်းပမိကာလအတွင်း CDN ကိစ္စများလူငယ်များပြည်ပသို့ထွက်ခွာမှုအကြောင်းလက်နက်ကင်တော်လှန်ရေးတမားများအပေါ်ပုံဖြတ်ပြောဆိုထားသလိုစစ်ကော်မရှင်ရွေးကောက်ပွဲကိုအားပေးထောက်ခံသည့်တရုတ်ဆောင်မှုများလည်းပါဝင်သည်ကျွန်တော်တို့ရဲ့ဒီလိုပြည်ပတို့ကိုကြည့်စမ်းအဲ့တော့စန့်ကျင်ဘက်ကလေးတာလဲအဲ့တော့ကျွန်တော်တို့ကဘာလုပ်ရလဲကျွန်တော်ကျန်ပေးချင်တာကတော့ စစ်တပ်အနေနဲ့နိုင်ငံရေးတဲကလိုလိုလားလားထွက်ချင်နေပါတယ်ဆိုတာခင်ဗျားတို့ကပြအောင်မပြတဲ့ပြင်ကိုတစ်တလုံးငါတို့နေရေးဘာမိသားစုကောင်းစားရေးဆိုတဲ့ပုံစံမျိုးတွေတွေ့နေရတယ်။အဲ့ဒါနှစ်ဖက်လုံးတင်ရမယ့်အကြောင်းအဲ့တော့တစ်ဖက်ကစန့်ကျင်တာလည်းပြောလို့မရဘူးနော်။အဲ့တော့အခုစစ်တပ်ထဲမှာကာကြောက်ကတာချောင်းထိုးလို့ရှိရင်အကောင်လုံးသစ္စာလေးချထားဆိုမဲ့တွေ့နေရတယ်။အဲ့တော့ ရှင်းနော်ကိုမောင်ပြောတာမှန်လားဒါကြောင့်မလို့ကိုမောင်ဦးနဲ့မမဖတ်တယ်တက်ဖို့ဖြောက်လို့သွားချင်းတယ်သူပြောတာလည်းမှန်တယ်ကျွန်တော်တို့ကလေကိုယ့်ကိုလူလို့တတ်မှန်အရင်ဦးဆုံးအကြောင်းအရာတစ်ခုကိုကြည့်မယ်ဆိုရင်အမှားနဲ့အမှန်ကိုအရင်ကြည့်ရတယ်သူ့ဘက်ကိုယ့်ဘက်ဟာကိုအရင်မကြည့်နဲ့အဲကိုယ့်ဘက်ကလူကမှားတယ်တောင်းမှတင်တောင်းမှပေးလိုက်ကိုယ့်ဘက်ကာတယ်ကိုယ့်ဘက်ကိုကာတယ်ဆိုတာအဲ့လိုမျိုးကာမှလူပိတာအဲကိုယ့်ဘက်ကမှားနေတဲ့အတွက်မလို့ကြောက်လားကွာငါတို့ကြားတဲ့ပေါင်းမှန်ဟာတကယ်ကြီးအပေါင်းတင်မိတ်ဆွေတကယ်ဒီနေတယ်မှာလည်းဒီတိုင်းပဲအမှားမှန်ကိုအယူကြည့်မယ်အေးကိုယ့်ဘက်ကမှန်တယ်ဖြစ်တယ်ဖြစ်ပြလိုက် ကိုဘကမားနေတောင်းမှတင်တောင်းမှလိုက်ပြဿနာတစ်ခုပြီးဦးဆုံးလို့တွေ့အခုလက်ရှိဒီကောင်တွေကိုကြည့်လိုက်ဒီစစ်တပ်ထောက်ခံတယ်ပါဆိုအတိုင်းဝိုင်းဒီကောင်တွေမှလည်းလူလိုတိတိယမရှိဘူးအကြောင်းရတစ်ခုပေါ့ဘယ်တော့မှအမှားမှန်မရှိဘူးသူ့ဘက်ကဘက်တူတို့ဘက်ကမားပဲလည်းလို့မှန်တာပဲလို့ကြိုက်တာလို့သွားပြောတဲ့သူအဖြစ်သူတို့ရဲ့ရှန်တူပဲသွားမပြောနဲ့မားတာလို့လည်းသွားမပြောနဲ့မှန်တာလို့သွားမပြောနဲ့အဲ့ဒါဆိုပါလေအဲ့ဒါဆိုလူလို့ခေါ်အောင်လားတလိမ့်ဆန်နဲ့မတူးနေဘူးလားတလိမ့်ဆန်နဲ့ခွေးတွေဒီခွေးနှောက်တိုက်ကြည့်ဒီဘက်ကောင်ကဘယ်ဘက်ဟိုဘက်ကောင်ကတကောင်ကြီးတကောင်ကြီးကြိုက်လို့ကိုယ်ဘက်ကခွေးရမားတာလားမှမကြည့်ဘူး းဘောဝင်ကြိုက်တာပဲကိုယ့်ဘက်ကဝင်ကြိုက်တာပဲအဲတိရစ္ဆာန်ခွေးပဲလက်ရှိဒီစစ်တပ်အတိုင်းဝိုင်းအကောင်တွေအကောင်တို့ခွေးနေတဲ့တူတူပဲနော်မင်းတို့နိုင်လဲနေငါအမှန်တိုင်းပြောတာမင်းတို့လောက်ရကအဲ့ဒါတဲ့သူတို့ခွေးနေတိုင်းတာနော်တရှင်းကြီးလေးမယိုင်းရောက်မှပြီမင်းတို့ခွေးနေတိုင်းတာမဟုတ်အဲမင်းတို့အဲ့လိုအနိုင်မခံသိချင်ရင်မင်းတို့လူတို့တိတရားရှိအမှားမှန်ကိုကြည့်တရားမှုမတရားမှုကြည့်နော်အလုံးလုံးတဲ့နေရာမှာအမှားအမှန်ခွဲခြားလို့တရားမှုမတရားမှုခွဲခြားလို့ဒါဆိုရင်မင်းတို့ဘယ်သူမှစစ်ပွဲလို့ခေါ်စရာအကြောင်းရှိရှင်းရှင်းလေးပဲ ော့အဲ့လိုလုပ်နေမဲ့လူကိုအခုကြည့်ဘောမချင်းအတူတူတော့ကိုမောင်မောင်တို့နဲ့ပြည်တွင်းမှာရှိတဲ့အဲ့ဒီပိုင်ရဲကိုတို့ကြော်စိုးဦးလို့ဝက်လီအဲ့ကြော်စိုးဦးလို့ဟမ်ဟိုငနွားကြော်မျိုးမင်းတို့နဲ့တူလာအဲ့အဲ့တော့လွတ်တန်ဖို့နော်အဲ့တော့ငါတို့ကလည်းစကားပြောနေမှာမောင်မောင်တို့လူမျိုးကိုရိုင်းတိုင်းဆဲဆိုပြီးတော့ငါတို့ဒီချင်းတကားမလုပ်အဲ့အဲ့ဒီပြည်တွင်းရအောက်တန်းစားမလေးလိုးတွေဆိုရင်တော့လားမပူနဲ့ရအောင်ဆဲမှာဘာဖြစ်လို့တန်တန်တန်ရပဲရဒီတွတ်တော်ဆိုတာစစ်တပ်ကဘာမှမဆိုလို့ရှိရင်ဟိုတင်း ဟုတ်ကဲ့မဆိုချင်ပါဒီစေးပြခန်းတာစေးပြကွေးမြင့်တစ်ခုဖြစ်နေတာစေးတဲ့ကွေးမြင့်အဲ့လိုဖြစ်ရလေအောင်စက်တက်နေတယ်လောလောလာထွက်ချင်ကြောင်းတွေပျောက်သွားကြတယ်နော်နိုင်ငံကောင်းစေချင်တာပါကဲကိုမောင်ပြောရတာရှင်းတယ်နော်တကယ်ဗာမျိုးဘောမိုင်မဆမ်းပါဗျာကျွန်တော်တို့အမြဲပြောသလိုဒီလိုဘောမိုင်ကျွန်တော်တို့တွေအတိုက်ခံလုပ်ရမလို့ကိုတော့ကိုတော့ကိုစီဘာကိုရှာနေုံမယ်နော်မင်းတို့ဘောမိုင်တွေငါ့ကိုလာဆဲနေတယ်လို့ကြည့်ထားမင်းတို့ငါ့ကိုနိုင်ငံရေးလုပ်လို့ပြောချင်တယ်ထားဖို့လုပ်လို့ပြောချင်တယ်ဆဲချင်တယ်မတိုက်ဘူးလားငါ့ကိုမလုတ်ခိုင်းစေချင် ကိုမောင်မောင်ပုံစံမျိုးမင်းတို့နေကြဒီလိုဒီလိုမျိုးဘောမတွေညာရင်ငါတို့တွေအပိုက်ခံထွက်လို့ကြမလို့ဟုတ်ဆိုရယ်နော်ကိုလုံးကိုလုံးနေုံမဲ့ဘဒူးမှဒီနိုင်ငံကြီးကိုစောက်ကမြောက်ထိုင်လို့မချင်ဘူးအန်နေရှိတဲ့လို့ကိုစီဘောကိုအေးဖေးလို့ချင်တာပေါ့နော်ဒါပေမဲ့လက်ရှိပြည်တွင်းမှာကိုမောင်မောင်လိုမျိုးဒီစစ်ဘုံချုပ်တွေမှားနေတဲ့အရာတွေကိုထောက်ပြမဲ့ဘောမရှိလားအဝေးကြီးထောက်ပြဖို့ဆိုတာထောက်ပြဖို့မစိမ်းစားနဲ့ဟုတ်နော်မဟုတ်တာတော့ကယူထိုင်ပြီးလက်ဖို့ပြီးနေတာအဲ့တော့ငါတို့အနေနဲ့မတော်နိုင်လို့ဘယ်လိုလုပ်ရမလဲဒီတိုင်းမျိုးဒီကိုမတရားမှုမတော်လောဘကြတဲ့မှာချပေးထားမှာအဲ့တော့ငါတို့တွေ တော်တန်နေတယ်ဆန့်ကျင်နေတယ်ဆိုတာကဒီစစ်တပ်ခေါင်းဆောင်တွေနဲ့ဒီစစ်တပ်ကိုအားပေးတဲ့ခေါင်းတွေရဲ့ရုံမှမှုတွေထက်ရှိတဲ့လဲလဲဖြစ်နေလို့မခံနိုင်လို့ဆန့်ကျင်ရတာနော်အေးကိုမမောင်ပုံစံမျိုးဘောမကြမယ်ဆိုရင်တော့ဆန့်ကျင်တဲ့လူတွေမလျော့ဝိုင်းကြက်တယ်လို့ပြောပါ ကဲအဲ့တော့ဒီလိုစစ်တပ်ကိုအမှန်တန်ထောက်ခံလာတဲ့ဒူတော်ကဘယ်လောက်ထွက်ပြောပြီဆိုရင်ဒီမင်းအောင်နိုင်တဲ့အပေါင်းပါကောင်းတွေဟာဘယ်လောက်ထိလမ်းလွှမ်းနေပြီလဲဘယ်လောက်ထိမှားနေပြီလဲဘယ်လောက်ထိမိုက်ရိုင်းနေပြီဘယ်လောက်ထိစုပ်ပဲ့နေပြီလဲဆိုတာကိုအောင်တော်ကိုစဉ်းစားကြပြီတော့ဒါဟုမှအမောင်မောင်ဘာဖြစ်တယ်ညာဖြစ်တယ်ဆဲပြီးတော့ဒီပထွေးတွေကိုဆက်ထောက်ခံမယ်ဆိုတော့မင်းတို့အဆင့်အမ်းနဲ့ကြိုက်တယ်လို့လုပ်လို့ရတယ်ဒါပေမဲ့တခုပဲဖြေသွားပါကိုမောင်မောင်ပြောတော့ရတဲ့စကားတွေမှားလားမှန်လားဆိုတာလေးကိုတော့ဖြေသွားသင့်ချင်ပါတယ်